၄တန်းတိပဲပညာသင်ကြားပွေမဲ့ မင်းနန်သူရွာရဲ့အလှပတွေကိုအင်္ဂလိပ်စကားနဲ့ကျွမ်းကျင်စွာပြောပြနိုင်တဲ့မညွညွအတန်းပညာတွေကိုအများကြီးသင်ထားပေးမယ်အင်္ဂလိပ်စကားကိုပြောချက်ဖို့အတွက် ခက်ခဲနေသူတွေလည်းရှိသလိုအတန်းပညာမမြတ်မားပေမဲ့လေ့ကျင့်မှုအကောင်လို့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတတ်တဲ့သူတွေလည်းရှိပါရဲ့နော်အဲ့ဒီအထက်မှာတော့ပကံညာဦးမင်းနန်သူရွာကမညွညွလည်းပါဝင်ပါတယ်ရှင်မညွညွကအသက်33နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့မင်းနန်သူရွာကမူလာတန်းကျောင်းလေးမှာအတန်းပညာ၄တန်းအထိသာသင်ကြားပူပါတယ်မညွညွကအင်္ဂလိပ်စကားကိုတစ်ဖက်သားနားလည်အောင်ပြောပြတတ်သူဖြစ်လို့ရွာကိုလာလည် အမေရိကန်တယောက်ကဗီဒီယိုရိုက်ကူးသွားခဲ့ပါတယ်။မန်းညိုညိုတို့ရွာကိုလာလေတဲ့ travel blogger တယောက်ကမန်းညိုညိုရှင်းပြနေတာကိုဗီဒီယိုအဖြစ်ရိုက်ကူးပြီးတော့သူ့ရဲ့ channel မှာတင်လိုက်ပါတယ်။မန်းညိုညိုကရွာကတနခါလေးနဲ့အကြောင်းတွေကနေစတင်လို့အစားအသောက်တွေအပြင်ရွာကစိတ်ဝင်စားစရာတွေကိုပါလိုက်လံပြီးတော့ရှင်းပြပေးပါတယ်။အသက်15နှစ်အရွယ်ကလေးကစတင်ပြီးတော့ရွာအကြောင်းကိုအင်္ဂလိပ်လိုရှင်းပြလာခဲ့တဲ့မန်းညိုညိုကိုအမေရိကန်က travel blogger တယောက်ကပဲဗီဒီယိုရိုက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးကလည်းအောင်မြင်ပြီးတော့မန်းညိုညိုကိုတကယ်တော်တဲ့အကြောင်းချီးကျူးကြပါတယ်။အမေရိကန်က travel blogger တဲ့ဗီဒီယို ိုမြင်စဉ်ကလေးကမညညိုကအင်္ဂလိပ်စကားကိုလေယူလေသိမ်းကောင်းကြောင်းသတိထားမိကြပါတယ်ဒီလိုပြောတတ်အောင်တေချာလေးကျင့်ထားပြီးတော့အတန်းပညာလည်းအတော်လေးတက်မြောက်မယ်လို့လည်းထင်ထားခဲ့ကြတာပါရှင် မန်းညိုညိုကဘာသာစကားလေးလာရတာကိုသဘောကျသူဖြစ်ပြီးအသက်ငယ်ငယ်ကတည်းကအင်္ဂလိပ်စကားကိုပြောကြအောင်လေ့ကျင့်ထားတာပါမိဘတွေကတောင်သူအလောက်လောက်ကင်ကြတာဖြစ်ပြီးတော့ငွေကြေးလည်းအဆင်မပြေလို့အတန်းပညာကိုလေးတန်းအထိပဲသင်ယူခဲ့ရပါတယ်စကားပြောသင်တန်းတွေကိုလည်းတခါမှမတရားဘူးတဲ့မန်းညိုညိုကယွာကိုနိုင်ငံသားသားတွေလာလိုက်မှစကားတွေလိုက်ပြောလို့ရှိပါတယ်သူတက်တဲ့လောက်စကားနဲ့ရှင်းပြပြီးတော့တစ်ဖက်ကဧည့်သည်တွေလည်းနားလည်ကြပါရဲ့ရှင် ။မညွညွပြောတဲ့စကားတွေထဲမှာအတုံးလုံးမှားတာတွေပါဝင်ရင်လည်းသူတို့ကပဲပြင်ဆင်ပေးသွားကြပါတယ်။အဲဒီကနေမညွညွကနေ့စဉ်ပြောကြံလာရပြီးတော့ကြံကြံလာခဲ့ပါတယ်။သူတို့ရဲ့မင်းနဲ့ယွာလေးကအလှပပြီးတော့တဘာဝနဲ့ပြည်နေလို့ဒီယွာလေးကိုကဘာကြိုးစီခြင်းလို့မညွညွကအင်္ဂလိပ်လိုရှင်းပြနေပါတယ်။မညွညွတို့ယွာလေးမှာတောင်သူအလုပ်တွေကိုအတိအကလောက်ကန်ကြပြီးတော့ဝါတွေလက်ဆိုင်ပြိုးကြပါတယ်။ဝါကနေခြေတွေတွေရလာတဲ့အကြောင်းတွေကိုရှင်းပြလို့ရှိပြီးတော့ဒီအတွက်လည်းအခကျင်းငွေတွေကိုမတတ်မှတ်ချပါဦးရှင်။စေတနာရှိသလောက်ပေးသွားလို့ရကြောင်းပဲပြောပြီးတော့တချို့ဧည့်သည်တွေကတော့ ေစုတင်တဲ့စကားတခေါ်မပြောသွားတာတွေရှိပါတယ်။မညူညူကသူ့ရွာအကြောင်းကိုရှင်းပြခွင့်ရတာနဲ့တင်ကျေစုတင်နေပြီးတော့ရွာကိုအဲ့ဒီတွေမြများလာစေခြင်းနဲ့ရွယ်ချက်ရှိပါတယ်။ရွာကိုမြများလာရင်ရွာမှာခီးသွန်းလုပ်ငန်းကိုမိတဲ့ကရွာသူရွာသားတွေအဆင်ပြေသွားစေခြင်းနဲ့စေတနာကြောင့်ဖြစ်ပါတယ်။ရွာမှာမညူညူလိုအင်္ဂလိပ်စကားကိုကျွမ်းကျင်အောင်ပြောတဲ့သူကလည်းရှာပါပြီးတော့အတဲပညာတွေတက်ရင်တောင်ပြောချက်ဖို့အတွက်မဝမရဲဖြစ်နေပါတယ်။မညူညူကတော့ပြောတဲ့စကားမှားသွားလို့တစ်ဖက်ကဝိုင်းဟီမာကိုလည်းမကြောက်ခဲ့ပါဘူး။မှားတဲ့စကားတွေနဲ့အတန်ထွက်တီကိုပြုပြင်ပေးတာကြောင့်ပဲသူရဲ့စကားပြောစွမ်းရင်ကတုတ်တက်လာပါတယ်။ရွာမှာနေ တိုင်းသူတွေကတော့မညညိုတယောက်ဒီလောက်အထိပြောနိုင်တာကိုအံ့ဩကြရပါတယ်။မညညိုကရွာမှာတောင်သူအလောက်လဲလောက်ကန်ပြီးတော့ဧည့်သည်လာရင်တော့လိုက်လဲရှင်းပြတတ်ပါတယ်ရှင်။မညညိုကပွင့်လင်းတဲ့အပြင်ကိုကိုကိုလည်းယုံကြည်မှုအပြည့်ရှိတဲ့သူပါ။စကားပြောစုကလည်းကျွမ်းကျင်နေပြီဖြစ်လို့သူ့ရဲ့မိတ်ဆွေတွေကမညညိုကိုတခြားမျိုးတွေကတူရိကိုင်အဖြစ်နဲ့အလွတ်လုပ်ဖို့အကြံပေးကြပါတယ်။ဒါပေမဲ့မညညိုကတော့ဒီရွာလေးမှာပဲနေကျင်ပြီးသူတို့ရွာကိုဧည့်သည်တွေလာရအောင်သူတက်တဲ့ပညာနဲ့ပဲစူးစမ်းပေးကျင်သူဖြစ်ပါတယ်။ လေလာမှုအကောင်နဲ့အမညိုညိုကပြင်သစ်စကားနဲ့အနည်းငယ်ပြောတတ်ပါတယ်။အင်္ဂလိပ်စကားပြောဖို့အတွက်မဟုတ်မရဖြစ်နေတဲ့သူတွေကတော့မညိုညိုကိုကြည့်ပြီးတော့အတက်သွားကြမှာပါနော်။အတန်းပညာကိုလေးတန်းအထီးသာသင်ယူပြီးပေမဲ့လေလာမှုအကောင်နာကြောင့်မင်းနန်သူရွာလေးရဲ့အဲလန်းညွန်ဖြစ်လာတဲ့မညိုညိုရဲ့အရေးအခြေအနေပေါ်မှာဘလို့များထင်မြင်မိလဲဆိုတော့ကွန်မန့်မှာပြောခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။